လူလူချင်းသူပါလျက်ဘာကြောင့်ဝေပြနေရလဲအားလုံးပဲမင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါစေလို့ဥစွာဗရဏနှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီကနေ့ဥစဉ်တက္ကရာကမပေါင်းသူတော်ကောင်းတို့ကိုမျှဝေပေးခြင်းနဲ့ခေါင်းစဉ်လေးကတော့လူလူချင်းသူပါလျက်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်လူလူချင်းသူပါလျက်တဲ့ဒီခေါင်းစဉ်လေးကစဉ်းစားကြရတယ်နော် ဒါဥစဉ်တို့တွေခုမှစဉ်းစားတာမဟုတ်မြတ်စွာဘုရားရှင်လက်ထက်တုန်းကသူပါလွနေဘုရားရှင်ကိုလည်းမကြည့်မေးတဲ့မေးခွန်းလေးပဲလူလူချင်းသူပါလည်းရဲ့ဘာကြောင့်ပညာရှိခြင်းပညာမဲ့ခြင်းစတဲ့ဖြစ်ဤရာတွေအလုံးကဘာလို့ကိုယ်ပြားနေရပါတယ်ဒီလိုအမေးလေးရရှိကိုလိုမြကြီးကိုသူ့ဘာလို့နေမေးဘူးလေလူလူချင်းသူ့ဘာလေးရဲ့ဖေဟာတဲ့ ပြီးတော့ဒုဒ္ဒရိပညာရှိခြင်းပညာမဲ့ခြင်း ချမ်းသာခြင်းဆင်းရဲခြင်းရုပ်ရည်ချုံမောလပ်ပခြင်းရုပ်ရည်ချုံမောမလပ်ပခြင်းချွေရများခြင်းချွေရနေခြင်းစတဲ့ဖြစ်ပေါ့ဗျာဒီຢာတွေအားလုံးကဘာကြောင့်ပွဲပြားနေရပါလဲရရှိကိုယ်တော်ပြုသူပလူတင်ကမေးဘူးတယ်ဒီလိုမေးတဲ့အခါမှာဘုရားရှင်ကိုယ်တော်ပြုဘယ်လိုပြန်ဖြေလဲဆိုရင်ချက်သားသူပလူလင်တဲ့ဒီຢာတွေကွဲပြားခြားနာတယ်ဆိုတာက ိုယ်ပိုင်ဥစ္စာတွေကွဲပြားခြားနားနေလို့ပဲကိုယ်ပိုင်ဥစ္စာဆိုတာဘာလဲဆိုကံပဲမိမိရဲ့ကံရဲ့ပေါ်မှာမူတည်ပြီးတော့အီယာတွေအားလုံးကကွဲပြားခြားနားသွားတာဖြစ်ပါတယ်ဆိုတော့မိမိရဲ့ကံမှာမိမိကကောင်းခြင်းဆိုခြင်းတွေမှာကောင်းတာတွေများများလုပ်ခဲ့မယ်ဆိုရင်မိမိတို့ကောင်းခြင်းတွေများများခံစားရမှာဆိုးတာတွေများများလုပ်ခဲ့မယ်ဆိုရင်မိမိဆိုးတာတွေများများခံစားရမှာအဖြေတွေကရှိခြင်းတွေပဲ ကိုလုံးတာကိုရကိုဖြစ်ကိုခံဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့တွေကသူများအသက်ကိုတတ်နိုင်မယ်ဆိုလို့ရှိရင်မိမိတို့ကဒါအသက်တူရလမ်းကြောင်းပဲအသက်တူရအကြောင်းတရားဖြစ်တယ်သူတစ်ပါးအသက်ကိုတတ်မယ်ဆိုရင်မိမိရဲ့အသက်ကိုဒါဆိုရင်ပန္နာတိပါဒကံကိုဥစဉ်တို့ကစောင့်ထိန်မယ်ဆိုရင်မကျူးလွန်ဘူးဆိုရင်ဥစဉ်တို့တွေတက်ရှိမှာပေါ့။စัญญင်ပဲပဲနော်။ သူများတက်ကိုတတ်မယ်ဆိုရင်ဦးဇနုတွေအတက်တူမယ်သူများတက်ကိုမတက်ဖဲနဲ့စောင့်ထိုင်းမယ်ဆိုရင်ဦးဇနုတွေအတက်ရှည်သူတဘာပေါ်မှာဖိနှိပ်မြင်ပန်းနှိပ်ဆက်မယ်ဆိုရင်ဦးဇနုတွေကအနာယောဂတွေဖြစ်မယ်အဲ့တော့ကြောင်းမြန်ပြန်လာလက်မယ်ဆိုရင်ဦးဇနုတွေကသူတဘာပေါ်ကိုမဖိနှိပ်မချုပ်ချဲမနှိပ်ဆက်ဘူးဆိုရင်ဦးဇနုတွေ ပြန်ကျက်မှာမနဲ့လေရဒီလေးရရှိရှိနေပဲနော်ဦးဇင်းတို့တွေဒေါသမဖြစ်ဘူးဆိုလို့ရှိရင်ဦးဇင်းတို့တွေရုပ်ရည်ချုံမောလှပါဦးဇင်းတို့ဒေါသတွေဖြစ်မယ်ဆိုလို့ရှိရင်တော့ရုပ်ရည်ချုံမောလှပါခြင်းဆိုတဲ့အကျိုးတရားဦးဇင်းတို့မခံစားရစတဲ့ဖြစ်ပေါ့ဦးဇင်းတို့တွေဥစ္စာတနာတွေပေါ်များခြင်းနဲ့ဆိုရင်သူတပါးဘောကိုပေးငန်းဆွင့်ကြနိုင်ရမယ် သူတို့ဘာပေါ်ပေးကန်းစွန့်ကြဲမှုတွေဦးစင်းတို့ကမပြုတ်လုံနိုင်ဘူးဆိုလို့ရှိရင်တော့ဦးစင်းတို့တွေဥစ္စာပစ္စည်းတွေပေါ်များဖို့ဆိုတော့မတူးနဲ့ဘူးဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့မိမိကပညာရှိတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆွေးနွေးရမယ်တိုင်ပင်ရမယ်ဝေဖန်တုံ့တက်ရမယ်ဒီလိုမျိုးပညာရှိတွေနဲ့တွေ့ဆုံရအကယ်၍မိမိကဒီလိုပညာရှိတွေနဲ့တော့မတွေ့ဆုံဘူးဆိုလို့ရှိရင်မိမိကပညာရှိဖြစ်ဖို့လွယ်ပါမလားဆိုတော့မလွယ်ဘူးအဲ့တော့အကြောင်းတရားတွေမိမိက ငါဘာလို့ဒီလိုဖြစ်နေရတာလဲလို့ပြန်တွေးလိုက်ရင်ငါဘာတွေလုပ်ခဲ့လဲဆိုတာကိုပြန်ပြီးတော့စဉ်းစားရဖို့လိုပါတယ်။ဦးဇင်းတော်တရားမှာပေါင်းသူတော်ကောင်းလို့ငါဘာလို့ဒီဘဝမှာဒီလောက်ဆင်းရဲနေရတာလဲငါဘာလို့လို့အဆင်မပြေနေရတာလဲဆိုတာကိုတွေးကြည့်။ငါအတိတ်ကဘာတွေလုပ်ခဲ့လဲ။ငါခုရောက်တဲ့နေရာမှာငါဘာတွေဖြစ်လို့ငါအတိတ်မှာဘာတွေလုပ်ခဲ့လဲဆိုတာကိုပြန်ပြီးတော့အုံတတ်နိုင်ရမယ်ဆင်ခြင်နိုင်ရမယ်။ အဲ့လိုစင်ကျင်ပြီးတော့ရှင်ဦးဇနုတက္ကရမဘောင်းသူတော်ကောင်းတို့ကဖွဲ့ခြင်းစိတ်ပြပြီးတော့ကောင်းတာလေးမကောင်းတာတွေကိုဦးဇနုတက္ကရမဘောင်းတွေလုံနိုင်မယ်ဆိုပြီးရှင်လူလူချင်းသူပါလျက်ဘာလို့ကွဲပြားနေရတာလဲဆိုရဲ့အချက်ကိုဦးဇနုတက္ကရမဘောင်းသူတော်ကောင်းတွေကောင်းကောင်းကြီးနားလည်ပါတယ်ဟုတ်တဲ့ကြောင့်ဦးဇနုတက္ကရမဘောင်းသူတော်ကောင်းတွေကမိမိကကောင်းကောင်းနေခြင်းနဲ့အသက်ရှင်ရှင်နေခြင်းနဲ့ကြမ်းကြမ်းမမနေခြင်းနဲ့ချမ်းချမ်းသာသာနေခြင်းနဲ့ရုပ်ရည်ချုံမလှပခြင်းနဲ့ဆိုရင် သူတို့ဘာတတ်ကိုမတတ်ဘူးသူတို့အောင်ခင်းချင်းဤနေချုပ်ချယ်မှုတွေမလုပ်ဘူးအမြတ်ဒေါသတွေနည်းမယ်အဘယ်ဟာပညာရှိတွေနဲ့စီကံမယ်ဝေဖန်မယ်သုံးသပ်ပညာရှိတွေစီးဘူးပြီးတော့ဒါဝေဖန်သုံးသပ်ဆွေးနွေးတိုင်ပင်မှုတွေလုပ်မယ်ဆိုလို့ရှိရင်မိတိအကျိုးစီရအကျိုးတရားကောင်းတာတွေကိုမိရခံစားနိုင်တယ်ဟုတ်တယ်ကြောင့်ဦးဇင်းတို့တကယ်တော့ဘောင်းသူတော်ကောင်းတွေကမိမိအတွက်မိမိစူးစမ်းပွားများအားထုတ်မယ်ဆိုရင်ကောင်းတာတွေများများလုပ်လေလေ ဦးဇင်းတို့တကယ်တော့ဘောင်းတူတော်ကောင်းနေရကောင်းတာတွေကိုများများခံစားရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လူလူချင်းတူပါလျက်ဘာကြောင့်ပွဲပြားနေရပါတယ်တဲ့ခေါင်းစဉ်ကိုကြည့်မယ်ဆိုရင်ဦးဇင်းတို့တကယ်တော့ဘောင်းတူတော်ကောင်းတွေကအသိပွားကလုတ်ခဲ့တဲ့ကံယခုဘွားမှာလုံနေတဲ့ကံတရားကြရားတွေကိုမိမိကပြုပြင်ပြောင်းလဲဖို့လိုပါတယ်ဒီကံတရားတွေကိုပြုပြင်ပြောင်းလဲနိုင်မယ်ဆိုလို့ရှိရင်တော့အထက်တန်းကြကြမြင့်တပန်းလာလာနဲ့ လောကယူတာနာဂျိုးတွေကိုဆန်းဆန်းတမန်ဆောင်ရွက်နိုင်တဲ့ပုံကိုယ်တွေဖြစ်မှာပါလို့ဦးစင်ကဆန္ဒပြုရင်းနဲ့လုံးစုံများစွာတတ္တဝချမ်းသာကိုစိတ်မြဲပါစေ။